ိတ်ထဲမှာတော့မကောင်းဘူးပေါ့နော်ချစ်လဲချစ်တယ်ဒါလေးလို့ပြောမယ်အခုဒီလိုနေပြီးရင်ဒီနေ့ပြီးလို့ဆိုလို့ရှိရင်ဒီသားလေးကိုဆိုပြလိုက်တဲ့အရာပြီးဟုတ်လားစိတ်မကောင်းဖြစ်တာပေါ့အနီတို့ကြလဲအို့တူလေးကိုကို့တူမလေးလက်ထက်အရတယ်လေအနီတို့ကလည်းဘယ်လိုပြောမလဲပျော်လဲပျော်တယ်ဒါလေးကြတော့သူနဲ့တူတူလက်ပွန်တည်းနေခဲ့တယ်ဟောနော်ရုပ်ရှင်နဲ့သူနဲ့တူတူရိုက်ခဲ့တယ်ဆိုတော့ပို့ပြီးတော့ตาနေဟိုအမအနေနဲ့ ပို့ပြီးတော့တောင်းစင်တွေ့တာပေါ့နော်ပို့လဲချစ်တာပေါ့နော်ဆစ်ဆက်ဘူးတယောက်နဲ့တယောက်ပေါ့နော်အဘယ်လိုပြောမလဲအသွားအလာညီရမှာပေါ့နော်အသွားအလာညီမလည်းတယောက်ကိုတယောက်အဆင်ပြေမှာသူတားငယ်ရလဲစိုးပြေကိုနားလည်ပြရမယ်စိုးပြေရလဲတားငယ်လေးနားလည်ပြအဆင်ပြေတယ်တမီးနော်ပြော်တာပေါ့သူ့လေးတွက်ဆိုပြော်ပြီးရတယ် သူလေးအတွက်ကတော့ဒေါ်အေးဝင်းနေနဲ့ပြောရတယ်ဒေါ်ဆဆန်းဝင်းနေမှနဲ့ပေါ့နော်ပြောရပါတယ်သဘောကောင်းတာပေါ့အမလေးသဘောထားလည်းကောင်းလို့ဆိုရယ်တောင်းအောင်ကြည့်လိုက်သိပြီသူလေးဟိဝင်အောင်ကြည့်အမေသဘောထားအောင်သိပြီသူလေးကတည်ငြိမ်တယ်ပြီးလို့ရှိရင်အမကလည်းတားလေးကိုအနောက်ကပတ်မိုးလဲတွေ့လဲတည်ငြိမ်တယ်အမကတည်ငြိမ်တဲ့အတွက်ကိုအမတို့ကအမကိုသဘောကျတယ်သူလေးလည်းသဘောကျသူလေးကလည်းအမပြောစကားကိုနားထောင်တယ်နော် ပြောစရင်ကို တူလေးကကိုအမကအချစ်ဆုံးသားလေးပဲနော်ဒီမလေးကဘုံလိုပြောမယ်ကိုတူလေးတော့ကိုအမတယောက်နေနဲ့သူ့သားလေးကိုပြောပြောမယ်ချေးမလက်ထဲအားရတယ်ပေါ့နော်ချေးမလေးရတဲ့လိမ့်ပါတယ်တမီးလိုသဘောထားတယ်အန်တီတို့ကလည်းအန်တီတူလေးလည်းအန်တီတို့သားလိုသဘောထားတယ်ချေးမလေးရတဲ့သူ့ရဲ့မျိုးသားကိုလည်းဘယ်လိုပြောမလဲယောက်ျားကောင်ပီတာတာပေါ့နော် ဆွေးပြေးတယ်လည်းမေးမကောင်းလေးပြီးသားတယ်။နှစ်ယောက်စလုံးကလည်းလိုက်ဖက်တယ်ပေါ့နော်။စိတ်ထဲမှာတော့မကောင်းဘူးပေါ့နော်။ချစ်လည်းချစ်တယ်ဒါလေးလို့ပြောမယ်။အခုဒီလိုနေပြီးရင်ဒီနေ့ပြီးလို့ဆိုလို့ရှိရင်ဒီသားလေးကိုဆွေးပြေးတဲ့အရာပဲ။ဟုတ်လား။စိတ်မကောင်းဖြစ်တာပေါ့။အန်ဒီတို့ကြလည်းကိုတူလေးကိုကိုတူမလေးလက်ထဲအားတယ်လေ။အန်ဒီတို့ကလည်းဘာလို့ပြောမလဲ။ပျော်လဲပျော်တယ်။ပျော်လဲပျော်တယ်။ဝန်လဲဝန်တာတယ်။ ဘယ်လိုပြောမလဲဆိုးပြစ်လေးလည်းလိမ့်ပါလေတားလေးလည်းလိမ့်ပါလေအတွက်ပျော်လည်းပျော်လည်းဝမ်းလည်းဝမ်းသာလေရှိပါတယ်ရှင်အတော်အနေနဲ့တရားတော့သွားလေပါပါဆစ်ဆက်တယောက်နဲ့တယောက်ပေါ့နော်အဘယ်လိုပြောမလဲအသွားအလာညီရမှာပေါ့နော်အသွားအလာညီမလည်းတယောက်ကိုတယောက်အဆင်ပြေမှာသူတားငယ်ရလည်း ိုးပြေးကိုနားလည်ပေးရမယ်။စိုးပြေးရလဲတားငယ်လေးနားလည်ပေးအဆင်ပြေတယ်တမီးနော်။အမြင်ပြောလို့ရမယ်ဆိုလို့ရှိရင်ပေါ့နော်။တားလေးကြတော့သူ့နဲ့တူတူလက်ပွန်တည်းနေခဲ့တယ်။ဟောနော်။ရုပ်ရှင်နဲ့သူ့နဲ့တူတူရိုက်ခဲ့တယ်ဆိုတော့ပို့ပြီးတော့တားနေဟိုအမအနေနဲ့ပို့ပြီးတော့တောင်းစင်တွေ့တာပေါ့နော်။ပို့လဲချစ်တာပေါ့နော်။